ားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်္ကန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေကျွန်တော်ကိုရိုမာတို့အတွက်ပေါ့နော်။ဒီနေ့မနေ့ပြန်တပတ်ခံတမန်မနေ့မနေ့ကစသဖြင့်အဲ့လိုပြောချင်လို့ရှိရင်ကျွန်တော်ကိုရိုမာတို့ဘယ်လိုလေးပြောရမလဲဆိုတာလေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့အားလုံးပဲကျွန်တော်ကိုရိုမာတို့ဒီနေ့လိုပြောချင်ရင်တော့ရှင်းရှင်းလင်းလင်းသိကြရဲပေါ့နော်ဒီနေ့လိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုရိုမာတို့ဘာသုံးလဲဆိုရင် today okay နော် ။နောက်ကျွန်တော်ကိုရောမတို့မနေ့ကလို့ပြောချင်ရင်ကြတော့ yesterday ။ Okay နော်။နောက်တစ်ခုကျွန်တော်တို့မနေ့ဖြန်လို့ပြောချင်ရင်ကြတော့ tomorrow ။အဲဒါမျိုးကတော့တိလေတိထရှိတယ်ပေါ့နော်။နောက်ကျွန်တော်တို့တပတ်ခါလို့ပြောချင်ရင်ကြတော့နည်းနည်းလေးမေ့တတ်တယ်ပေါ့နော်။အဲ့တော့တပတ်ခါလို့ပြောချင်ရင်ကျွန်တော်ကိုရောမတို့ဘယ်လိုသုံးလို့ရလဲဆိုလို့ရှိရင် the day after tomorrow ဆိုရတော့မနေ့ဖြန်ပြီးရဲ့နောက်နောက်တစ်နေ့ကိုပြောတာ။ Okay နော်အဲ့တော့တပတ်ခါဆိုရင်ကျွန်တော်ကိုရောမတို့ဘယ်လိုပြောမလဲ။ the day after tomorrow okay over tomorrow လို့လည်းရှိတယ်ဒါပေမဲ့ तू ကအသုံးနဲ့တယ်ပြောကြတော့ရှင်းကြတဲ့အသုံးနဲ့ဖြစ်တယ်ဗောနော်အခုခေတ်ဒီဘက်ဘက်ခေတ်ပုံစံမှာဆိုလို့ရှိရင်တော့ the day after tomorrow ကိုပဲသုံးနိုင်များတယ်ဗောနော် okay နောက်တစ်ခုကျွန်တော်တို့တက်မြန်မနေ့မနေ့ရရဲ့ဟိုအရင်နေ့ရတက်မြန်မနေ့ရလို့ပြောခြင်းကျွန်တော်ကိုရမတို့ဘာသုံးလဲဆိုလို့ရှိရင်ကြတော့ the day before yesterday တော့ကြတော့မနေ့ရမတိုင်ရင်အရင်နေ့ရဆိုတော့တက်မြန်မနေ့ရပေါ့မြင်ပါလို့ဆိုရင်နော် โอเคအဲ့တော့ကျွန်တော်ကိုယ်တော်တို့အခုတော်မျိုးလေးပြောချင်လို့ရှင်တည်သွားပြီထင်ပါတယ်နော်โอเคဆက်ပြီးတော့ကျွန်တော်ကကျွန်တော်ကိုယ်တော်မာရုဒက်ဆိုလို့ရှင်ထားပါတခါတလေမှာကြာရင်လေဒီတစ်ပတ်ဒီလဒီနှစ်အဲ့လိုပြောရလေနော်အဲ့လိုပြောမယ်ဆိုလို့ရှင်ကျွန်တော်ကိုယ်တော်တို့အခုထားပါတော့နော်ကျွန်တော်တို့ဒီတစ်ပတ်လို့ပြောမယ်ဆိုလို့ရှင် this week โอเคအဲ့တော့ဒီလဆိုရင် this month ပေါ့ဒီနှစ်ဆိုရင် this year ပေါ့ခုလက်ရှိရောက်နေတဲ့နှစ်လက်ရှိရောက်နေတဲ့အပတ်လက်ရှိရောက်နေတဲ့လ โอเคเนาะအဲ့ညလေးမှာအကုန်ပြောင်းချင်တဲ့ပုံစံလေးပြောင်းလို့ရတယ်ပေါ့เนาะโอเคအဲ့တော့ကျွန်တော်ကိုရိုမာတို့ဒီဘက်ဆိုလို့ရှိရင် this week ထားပါတော့နောက်တစ်ပတ်ဒီဘက်ရဲ့အရှိရဘက်เนาะနောက်တစ်ပတ်လို့ပြောချင်လို့ရှိရင် next week နောက်လဆိုရင် next month နောက်နေ့ဆိုရင် next year ဟုတ်တယ်နော်ထားပါတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ခုအပတ်ရဲ့မဟုတ်တဲ့ပြီးခဲ့တဲ့အပတ်เนาะပြီးခဲ့တဲ့အပတ်ဆိုလို့ရှိရင်ကြတော့ last week ာပေါ်တော့ပြီးခဲ့တဲ့လဆိုရင် last month ပြီးခဲ့တဲ့နှစ်ဆိုလို့ရှိရင် last year ဟုတ်တယ်နော် okay အဲ့ဒါပြီးတော့ခါလီမှာကျွန်တော်တို့ကိုယ်တို့မှာတော့အာအဲ့ဒါကပြီးခဲ့တဲ့ရက်အတွင်းကငါလုတ်ခဲ့တာအဲ့လိုပြောတတ်တဲ့ရှိရလေအာပြီးခဲ့တဲ့ရက်အချို့အတွင်းကငါလုတ်ခဲ့တာအဲ့လိုပြောမယ်ဆိုရင်ကျတော့ a few days ago ရိုင်းမကြသေးဘူးပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းရပဲဟုတ်ကဲ့နော်ထပ်ပေါ်တစ်ခါလီမှာကျွန်တော်လာမယ့်ရက်အတွင်းတိတ်ရိုင်းမကြဘူးရိုင်းမဝေးတဲ့ ီးခဲ့တဲ့ကာလလေးပေါ့အဲ့တော့လာမယ့်ရက်အတွင်းလေးမှာလို့ပြောချင်ရင်ကြတော့ in a few days okay အဲ့တော့ကျွန်တော်ကဂရုမာတို့အခုလိုမျိုးလေးပေါ့နော်ရက်တည်းအချိန်တွေပြောချင်တဲ့အခါဆက်လို့ရှိရင်ရှင်းရှင်းလင်းလင်းသိအောင်လို့ပေါ့နော်ကျွန်တော်ကရှင်းပြပေးတာဖြစ်ပါတယ်ရှင့် okay အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်